ကျွန်မဒီစိတ်ယောဂါတွေအကြောင်းပြောပြီးစိတ်ယောဂါတွေနဲ့ပတ်သက်ပြီးတော့မှကုသတဲ့နည်းလမ်းတွေပြောပြီးဆိုလို့ရှိရင်ဆေးပေးကုသတာနဲ့ကုထုံနေဆိုတဲ့အကြောင်းအများနဲ့ခွဲခွဲပြီးတော့မှပြောပြပေးတယ်ဗောနော်အဲ့တော့ကုထုံမှာဆိုလို့ရှိရင်လည်းကျွန်မတို့ CBD CBD ဆိုပြီးတဲ့အခါကျမှဟိုကျွန်မပြောပြပေးလေးရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ CBD နဲ့ပတ်သက်ပြီးတဲ့အခါကျမှပို့ပြီးတော့မှသိကျင်လာတာတွေလည်းရှိတယ်အဲ့တော့ကြောင့်မို့လို့ကျွန်မကိုမေးကြတယ်ဗောနော် CBD နဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှရှင်းပြပေးပါဆိုပြီးတဲ့အခါကျမှ request တွေလည်းလာတဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာတော့ကျွန်မတို့ CBD လို့ခေါ်တဲ့ cognitive behavior therapy ကြောင့်ကျွန်မရှင်းပြပေးတော့ပါမယ်။မင်္ဂလာပါ။ကျွန်မတို့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အသိပညာဗဟုထုတာတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆီလင်းတို့မျိုးဖြစ်ပါတယ်။ CBD သူရဲ့ရှေ့ကောက်ကြပါလဲဆိုတော့ cognitive behavior therapy အဲ့တော့ cognitive behavior therapy ဆိုရဲဟာမှာကျမတို့ဒီစကလုံးလေးတွေကိုခွဲကြည့်မယ်ဆိုလို့ရှိရင် cognitive ကကြတော့ကျမတို့ဘယ်လိုမျိုးတွေးလဲပေါ့နော် cognition ပေါ့ကျမတို့ဘယ်လိုတွေးခေါ်တာတွေရှိနေလဲ behavior ကကြတော့ကိုယ်တွေဘယ်လိုမျိုးပြုမူနေလဲပေါ့ အဲ့ therapy ဆိုတော့ကုထုံပေါ့နော်အဲ့တော့ဒီ main concept ကဘာလဲဆိုတော့ကျမတို့ရဲ့အတွေးတွေကျမတို့ရဲ့ခံစားချက်တွေပြီးတော့နောက်တစ်ခုကကျမတို့ရဲ့အဖြစ်အမှုတွေဒီ၃ခုကနေပြီးတဲ့အခါကျတော့ဘယ်လိုမျိုးဆက်ဆက်မှုတွေရှိနေလဲအဲ့ ဒီဆက်ဆက်မှုတွေကနေပြီးတော့မှကျမတို့တွေကဟိုဘယ်လိုမျိုးကိုစိတ်ခံစားချက်တွေကိုတတ်တာသွားအောင်လုပ်လို့ရမလဲဆိုတဲ့အပိုင်းလေးတွေကိုဒီကိုသုံးချပြီးတဲ့အခါကျတော့မှစိတ်ခံစားချက်တွေကိုတတ်တာအောင်လုပ်တဲ့ကုထုံတစ်ခုဖြစ်တယ်ပေါ့နော်အခုမှပြောရမယ်ဆိုလို့ရှိရင်လူတစ်ယောက်ကသူ့ကိုယ်သူအမြဲတမ်းအသုံးမချတဲ့လူတစ်ယောက်လိုပဲတွေးတတ်တယ်ပေါ့ဒီအတွေးပေါ့အတွေးမှဆိုရှင် तू ကဘယ်တော့မှအသုံးမချဘူး तू ကမအောင်မြင်ဘူး तू ကအမြဲတမ်းရှုံးနေနေတဲ့လူတစ်ယောက်လိုတွေးတဲ့အတွေးရှိတယ်ဆိုတော့ဒီအတွေးနဲ့ဆက်ဆက်ပြီးတော့မှခံစားချက်အနေနဲ့ကဘာတွေဖြစ်လာလဲဆိုတဲ့အခါကျတော့ အာအားငယ်တဲ့ခံစားချက်တွေဖြစ်တယ်ကိုကိုတိတ်ငယ်တဲ့ခံစားချက်တွေဖြစ်တယ်ပေါ့နော်အပြင်အားမျိုးအားများခံစားချက်တွေဖြစ်တယ်ဒါတွေနဲ့ဆက်ဆက်ပြီးတော့မှအပြုံမှုအားဖြင့်ဆိုလို့ရှိကြလေကိုကကိုတိတ်ငယ်နေတဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဘာမှမလုပ်တာပဲကောင်းပါတယ်ပေါ့မလုပ်နိုင်ဘူးပေါ့နော်မလုပ်နိုင်ဘူးဘာမှမလုပ်ဘူးဘာမှမလုပ်တဲ့ခါကျတော့ဘာမှမဖြစ်လာဘူးဘာမှမဖြစ်လာတဲ့ချိန်မှာခုနကသူဆက်ဆက်ချင်းတွေးအတွေးပေါ့ ငါအတုံးမကြဘူးငါဘာမှမလုပ်နိုင်ဘူးဆိုတဲ့အတွေ့အပို့ပို့ပြီးတော့မှခိုင်မာလာတာပေါ့အဲ့တော့ဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင်ဒီအတွေ့တွေဒီခံစားချက်တွေဒီအပြုတ်မူတွေကနေဆက်ဆက်ပြီးတဲ့အခါကျဒီလူတစ်ယောက်ရဲ့စိတ်အခြေအနေတွေက ပြောင်းလဲသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ CBT technique ကကျတော့အဓိကအဖြစ်တော့ကျွန်တော်တို့အတွေးတွေကိုပြန်လဲပြီးတဲ့အခါကျမှ reframe လုပ်တဲ့ဆိုတာကခုနကဆိုလို့ရှိရင် negative ဖြစ်နေတဲ့အတွေးတွေပေါ့ဒီ negative ဖြစ်နေတဲ့အတွေးတွေကိုကျွန်တော်တို့က positive မဟုတ်ရင်တော့မှတက်ရောက်မှုမရှိတဲ့အတွေး neutral အတွေးမျိုးကိုကျွန်တော်တို့ပြောင်းပြီးတွေးတာမျိုးလေ့ကျင့်တာမျိုးတွေပါမယ်ပြီးတော့အပြုအမူအားဖြင့်ဆိုလို့ရှိရင်လည်းသူဘယ်နေရာတွေမှာ ြဿနာရှိနေတာလေဥမာအဖြစ်ဆိုရင် time management မှာပြဿနာရှိနေတာမျိုးလားသူဘယ်ဟာတွေကသူ့အတွက်အခက်အခဲဖြစ်နေရလဲဒါတွေပေါ်မှာမူတည်ပြီးတော့မှကျမတို့တွေ problem solving နဲ့တွဲပြီးတော့မှဒီအပြုတ်အဝိုင်းဆိုင်ရာတွေမှာလည်းကျမတို့ပြောင်းလဲရတဲ့အပိုင်းတွေရှိမှာပေါ့နော်ပြီးတော့ဒီခံစားချက်ပေါ့ဒီခံစားချက်နဲ့ပတ်သက်ပြီးတော့မှလည်းဒီခေတ်စိတ်ခံစားချက်တွေပြင်းထန်လာပြီဆိုရင်ဒါတွေအကုန်လုံးကိုတည်ငြိမ်သွားအောင်ဘာတွေလုပ်လို့ရမလဲလက်ကျင်ခံနေရှိနိုင်နေဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့ အာယုံပြောင်းတဲ့နီလန်းနေရှိနိုင်နေဒီလိုပုံစံမျိုးပေါ့အဲ့တော့ဒီတစ်ခုချင်းစီမှာဒီကဏ္ဍတစ်ခုချင်းစီမှာ ပြန်ပြီးတဲ့ခါကျတော့မှဟန်ချက်ညီညီဖြစ်အောင်ပြန်ပြီးစူးစမ်းတဲ့နီလန်းဖြစ်တယ်ပေါ့နော် DCBD ဆိုတာကအဲ့တော့ဒီလိုဟန်ချက်ညီညီအောင်ပြန်ပြီးထင်းချင်းအပြင်လဲစိတ်အခြေအနေတစ်ခုကပြန်ပြီးတော့မှကောင်းမွန်လာတယ်ပြီးတော့စိတ်အခြေအနေကောင်းမွန်လာရုံနဲ့မဟုတ်ဘူးသူက CBD ကကြာလာလို့ရှိရင်ဒီအုံနောက်ထဲမှာရှိနေတဲ့သူ့ရဲ့ physical structure ပေါ့နော်အုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေပါအကုန်လုံးပြောင်းလဲသွားတယ်ပေါ့ ဒါလေးတွေရှိတယ်ဒီရဲ့ CBD ဆိုတာကကျွန်တော်တို့သိပ္ပံနည်းကြကြနဲ့လေ့လာထားတဲ့ကုထုံတစ်ခုဖြစ်တယ်ပေါ့နော် trial ဘောင်းထောင်လောက်သူ့ကိုဒီလက်တွေ့လေ့လာထားတာတွေရှိတယ်ပြီးတော့ CBD ကဘယ်စိတ်ယောဂါတွေအတွက်အဆင်ပြေလဲဆိုတဲ့အခါကျလို့ရှိရင်စိတ်ကြယောဂါတွေစိုးရင်စိတ်လွန်ကဲတာမျိုးတွေ OCD လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီဆွဲလက်နဲ့စိတ်အကြမ်းများတယ်ထိ ंछ ချက်ဝါခက်တယ်ဆိုတဲ့ယောဂါပေါ့နော် PTSD လို့ခေါ်တယ်ပြင်းထန်စိတ်ဖိစီးမှုကနေပြီးမှရလာတဲ့စိတ်ထိုင်ရတယ်အခုကကျတော့ panic disorder လို့ခေါ်တယ်ပြင်းထန်စိုးရင်စိတ်လွန်ကဲတဲ့ယောဂါပေါ့နော် eating ဒီဆိုရာလို့ခေါ်တဲ့ဒီစားတောက်နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ဆိတ်ယောဂါတွေပေါ့နော်ဒီနေရာတွေမှာဆိုလို့ရှိရင်တော့ကျွန်တော် CBD ရတော်တော်လေးကိုအသုံးဝင်နေကျမတို့စိတ်ကြယောဂါမှာဆိုလို့ရှိရင်စိတ်ကြယောဂါအခြေအနေပေါ့နော်ခုနလိုမျိုး level အဆင့်ဆင့်ရှိတယ်အဲ့ဒီမှာမှမပြင်းထန်တဲ့အခြေအနေတခုမှာဆိုလို့ရှိရင်ဒီ CBD ရဲ့အကျိုးအာဏိသင်နည်းစေးတောက်တဲ့အကျိုးအာဏိသင်နည်းအတူတူပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ကစေးဝါမပေးဘဲနဲ့လေ CBD နဲ့ကုသလို့ရတယ်ပေါ့ အဲ့တခုကကျမတို့အတွက်အရန်ကိုကောင်းမွန်စေတဲ့အချက်လက်တစ်ခုဖြစ်တယ်။ဟိုလူတိုင်းစေတောက်ချင်မှလေးစေတောက်ချင်တဲ့လူတွေရှိတယ်ပေါ့နော်။အဲ့လိုမျိုးဆိုလို့ရှိရင်ကျမတို့ CBD ကအရန်ကိုအသုံးဝင်တယ်။ဟုတ်ပြီကျမတို့ဒီ CBD နဲ့ကျမတို့ကုသမှုခံယူကြရမယ်ဆိုလို့ရှိရင်ဘလောက်ကြာကြာကုသရမလဲဆိုရမေးခွန်းလေးလည်းရှိလာမယ်ပေါ့။အဲ့တော့ကျမတို့တွေက CBD နဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့ပုံမှန်အားဖြင့်ကျမတို့ therapy session နေပေါ့နော်။ကုထုံးတွေက test session ကိုဆိုလို့ရှိရင်မိနစ်50မိနစ်60အဲ့လောက်ဝင်ချင်တော့တော့သွားတတ်တယ်ပေါ့နော်။ပြီးတော့ယောဂချင်တွေကအရန်ကြီးမဆိုးဘူး။သူတို့ စိတ်တကြရဲဆိုရင်စီလွန်ခဲတဲ့ယောဂါကလည်းကျမတို့ပြင်းထန်အဆင်နေမဟုတ်ဘူးဆိုလို့ရှိရင်တော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ session အားဖြင့်၈ session ကနေပြီးတော့မှ၁၂ session လောက်ပဲကျမတို့သွားရင်အဆင်ပြေသွားတယ်ပေါ့လူတစ်ယောက်အနေနဲ့ဆိုလို့ရှိရင်ဒါမှမဟုတ်ဘူးသူကယောဂါချင်းကြီးကပြင်းထန်နေနောက်တစ်ခုကကြတော့ကျမတို့ဒီပြင်းထန်စိတ်ပြီးစုံမှုရှောက်မှုလို့ရလာတဲ့စိတ်ထိုင်ရတယ်ပေါ့နော် PTSD လိုမျိုးအခြေအနေမျိုးတွေဆိုလို့ရှိရင်ကြတော့ကျမတို့တွေကဒီ session လောက်နေတော့မလုံလောက်ဘူးပေါ့အဲ့တော့ကျမတို့ ဒီထက်ပိုပြီးတဲ့ခါကျမှအချိန်ပြီးပြီးတဲ့ခါကျတော့မကုထုံလေးကိုယူရတာတော့ဖြစ်နိုင်တာပေါ့အကြံပြအဖြစ်ဆိုရင်ကျွန်တော်တို့ရှစ် session ရနေပြီးတော့မှ seven session တော့ကျွန်တော်တို့သွားတယ် session တစ် session နဲ့တစ် session ကြားမှာတော့ဒါကတော့ကိုယ့်ရဲ့ client နဲ့ therapist နဲ့ရောက်ရဲ့ခြေထဲမှာဟိုအချိန်တစ်ခုကိုညှိရတယ်ပေါ့ပုံမှန်အဖြစ်ဆိုရင်တော့တစ်ပတ်တစ်ခါအဲအဲ့ဟာနေပြီးတော့မှနှစ်ပတ်တစ်ခါ တလားတခါဒီလိုတော့ပြောင်းသွားတာမျိုးလေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့လူတိုင်းက CBD နဲ့အဆင်ပြေနိုင်မလားဆိုရင်တော့ကျွန်တော်လူတိုင်းက CBD နဲ့အဆင်မပြေနိုင်ဘူးဘယ်လိုလူမျိုးတွေဆိုအဆင်မပြေဘူးလဲဆိုလို့ရှိရင်ဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှပြင်းထန်တဲ့ ယောဂအခြေအနေတစ်ခုရောက်နေတဲ့လူတွေအဲဥမာအဖြစ်ဆိုလို့ရှိရင်ကျမတို့ဒီစိတ်ကစင်းကလေးအားမှာဆိုလို့ရှိရင်လည်းအရန်ကိုဟို psychotic features လို့ခေါ်ရပေါ့နော်မဟုတ်တာတွေကိုအဟုတ်ထင်နေတယ်မရှိတာတွေကိုအရှိထင်နေတာမျိုးတွေဒီလိုမျိုးယောဂအခြေအနေတွေဆိုးဝါးနေတယ်ပြီးတော့စိတ်တကျတဲ့အချိန်မှာဆိုလို့ရှိရင်လည်း severe depression လို့ခေါ်ရပေါ့ဘာမှကိုမလုံးနိုင်မကင်နိုင်တော့ဘဲနေကိုဘာမှလည်းမတွေးချင်တော့ဘူးပေါ့နော်အရန်ကိုဆိုးဝါးနေတဲ့စိတ်ကျယောဂအခြေအနေမျိုးတွေဖြစ်နေတာမျိုးအဲနောက်တစ်ခုကကျတော့ဒီလူနာတရား ောက်နေနေပေါ့နော်ဒီရဲ့အတွင်းနဲ့ပတ်သက်ပြီးတော့မှဘာမှလိုက်မစဉ်းစားနိုင်တာမျိုးတွေရှိနိုင်တယ်ဘလိုလူမျိုးတွေလဲဆိုလို့ရှိရင်ကျွန်တော်ဒမန်ရှာလို့ခေါ်တဲ့မညံ့ရောနေလာတဲ့အခြေအနေမျိုးတွေတော့၎င်းတစ်ခုကကျတော့ intellectual disability လို့ခေါ်တယ်ဒီမွေးကလေးရရင်ပေါ့နော်ကျွန်တော်ဒီအုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေဖြစ်ဖြစ်ဘဝမလုံနိုင်တဲ့ကလေးတွေဒါမှမဟုတ်ရှင်လူကြီးတွေပေါ့နော်တို့တွေမှာဆိုလို့ရှိရင်တော့ကျွန်တော် CVD ပေးရတာအဆင်မပြေဘူးခြားအကြောင်းအရာပြောရမယ်ဆိုလို့ရှိရင်ကျတော့မူရစ်ဆေးတွေစိတ်ကြွဆေးတွေ ဒီစီးတွေတုံးထားတဲ့လူတွေမှာဆိုလို့ရှိရင်လေစီးရဲ့အာနိသင်နေရှိနေသေးတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်ဒီစီးရဲ့အချိုးကြောင့်မို့လို့ねကျွန်တော်တို့ဒီလိုမျိုးပေါ့နော် psychotic feature လို့ခေါ်တဲ့မဟုတ်တာတွေကိုအဟုတ်ထင်နေတဲ့အချိန်မှာလေကျွန်တော်တို့ CBD ပေးလို့မရနိုင်ဘူးပေါ့နော်နောက်ထပ် CBD ပေးလို့မရနိုင်မယ့်အချိန်တွေဘာတွေရှိသေးလဲဆိုတဲ့အခါကျတော့ client ကအရန်ကို overwhelm ဖြစ်နေတဲ့အချိန်ပေါ့နော်စိတ်ကန်စားချက်တွေအရန်ပြင်းထန်နေတယ်ဘာမှကို तू စဉ်းစားမနေနိုင်တဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်လေကျွန်တော်တို့အဲ့ချိန်မှာ CBD ပေးလို့မရဘူးပေါ့နော်နောက်တစ်ခုကကြတော့လူတူဦးတယောက်ရဲ့ဟို literacy လို့ခေါ်မယ်ပေါ့နော်ပညာတက်မရမှုပုံမှန်လည်းမူတည်တယ်ပေါ့ဒါပေမဲ့ဒါကတော့ပညာမတက်တိုင်းကျမတို့ CBD ပေးလို့မရတော့ဘူးလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဘူး ဲ့လိုမျိုးတော့မဟုတ်ဘူးဒါတော့ therapist ရဲ့ skill ပေါ်မှာအများကြီးမူတည်သွားတယ်သူဘယ်လိုမျိုး communicate လုပ်ကြမလဲပေါ့ဒီလိုမျိုးပေါ်မှာမူတည်ပြီးတဲ့အခါကျမှ CBT ပေးလို့ရခြင်းမရခြင်းတွေကတော့ကွာသွားတယ်ပေါ့အကျဉ်းပြပြောရမယ်ဆိုလို့ရှိရင်တော့ဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးမှယောဂအခြေအနေအရင်ပြင်းထန်နေတယ်စိတ်ခံစားချက်တွေအရင်ပြင်းထန်နေတယ်ဒီအတွင်းနဲ့ပတ်သက်ပြီးဘာမှမလုပ်နိုင်သေးတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က CBT ပေးဖို့မသင့်တော်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ CBT မှာကျတော့ဟိုအတွေးတွေကိုလိုက်ပြီးတော့မှလေ့ကျင့်ခံလိုက်လုပ်ရတာတွေပါတယ် ဒီအင်စားတွေပါတယ်ပေါ့နော်ကို့အတွေးတွေကိုကိုဘယ်လိုမျိုးပြောင်းလဲကြမလဲဒီအတွေးတွေကိုချရေးတာမျိုးတွေအပြီကို့အပြုတ်မူလေးတွေကိုလိုက်ပြီးတဲ့အခါကျမှဟိုကျမပြောင်းလဲကြည့်တာမျိုးတွေဒါမျိုးတွေပါတယ်အဲ့တော့လူတူဦးတယောက်မှာခုနကလိုမျိုးဒီစိတ်ကျမ်းမာရေးအချိန်ကြီးအရင်ပြင်းထန်နေတဲ့အချိန်မှာဆိုရှင်တော့ဒါတွေမလုံနိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့ CBD မပေးခြင်းဖြစ်တယ်ပေါ့ခုနကလိုမျိုးစိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးအရင်ပြင်းထန်နေတဲ့အချိန်ကြီးမှာဆိုလို့ရှိရင်တော့စိတ်ပိကုသခြင်းကပထမဦးစားပေးနေတယ်ကျမတို့စဉ်းစားတယ်ကုသနည်းပဲဖြစ်တယ်ပေါ့နော် ပြန်ပြီးတော့မှနှိချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ CBD ဆိုတဲ့ကုထုံးသည်ကျမတို့သိပ္ပံနည်းအရပေါ့နော်သူတည်တနာတွေအများကြီးပြုလုပ်ပြီးတဲ့အခါကျတော့မှ WHO ရောနောက်တစ်ခါ American Psychiatric Association လို့ခေါ်တဲ့ APA ရောတိမပြုထားတဲ့ first line treatment ပေါ့နော် first line therapy လို့ခေါ်ရပေါ့အဓိကအဖြစ်တော့စိတ်ကြယောဂါတွေဆိုရင်စိတ်လွန်ကဲတဲ့ယောဂါတွေဒီအစားအသောက်တွေနဲ့ပတ်သက်တဲ့စိတ်ယောဂါတွေတော့၎င်းနောက်ဆုံးတစ်ခုကကျတော့ဒီ trauma ပေါ့နော်ဒီစိတ် ဒဏ်ရာနဲ့ဆက်ဆက်တဲ့ယောဂါတွေပေါ့ဒီနေရာမျိုးတွေမှာကျမတို့တွေကဒီကုထုံလေးကိုအသုံးချလို့ရတယ်။ CBD မှာတော့အဓိကတော့အရာအလုံးကျမတို့ထိန်းချုပ်လို့မရဘူး။အရာအလုံးကျမတို့ပြောင်းလဲလို့မရဘူး။ဒါပေမဲ့ကျမတို့အတွေးတွေကျမတို့ရဲ့အပြုအမူတွေဒါတွေကိုတော့ကျမတို့ဘယ်လိုပြောင်းလဲလို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုလေ့လာတာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲစိတ်ချမ်းသာရင်းနဲ့ပတ်သက်ပြီးတော့မှတိကျနေမိခွန်းနေရှိရဲဆိုလို့ရှင်လဲကောင်းမမဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်